မဲမပင်းရလို့လုံတော်လို့ဒီရွေးကောက်ပေါ်ရပြတ်သွားပါလားပြတ်သွားဘူးရွေးကောက်ပေါ်ရမပြတ်ဘူးမဲမပင်းရောဟန်တာတာစီနေမယ်ဆိုရင်ခင်ဗျားတို့ကဘသူ့ကိုတိုင်းနေကြတာလဲကျွန်တော်မရလိမ့်မယ်အဲခက်နေတာကအဲ့ဒီလော်ဘီတွေရဲ့ပြဿနာအဲ့တော့လော်ဘီတွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းပန်းမသိဟဲ့လားကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခင်ဗျားစဉ်းစားကြည့် အလကားနေထောင်လဲသွားနေတာမဟုတ်ဘူးခမတို့ကြိုက်တဲ့လူခမတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခမတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်ခံရမယ်ပြည်သူပါတီကိုမဲပေးဖို့အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မဲပေးသူမရှိမှစိုးရိမ်နေသည့်ဥကိုကိုကြီးကမဲမပေးဖို့လှုံ့ဆော်နေတဲ့ပြည်ပလော်ပြီးတွေကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအဲ့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့နိုင်ငံရေးနည်းလမ်းနဲ့ဂျိုးပန်းဆောင်ရွက်နေတဲ့ကိစ္စတွေကို ဟလာရုပ်လုံးကြီးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်ခွင့်ပေးပါအဲ့ဒါနောက်တစ်ခုကတော့ရွေးကောက်ခွင့်မဲမပေးနဲ့လို့ဆိုမဲမပေးရင်ရတတ်တာဘာဖြစ်လဲရွေးကောက်ခွင့်ကတက်သွားမှာလားခဲ့ကျွန်တော်ပေးနေကူမေးမယ်မဲမပေးနဲ့လို့လုံးတော်လုံးဒီရွေးကောက်ခွင့်ကတက်သွားမှာလားမပြောဘူးရွေးကောက်ခွင့်ကမပြတ်ဘူးဒါဆိုရင်ဘယ်လိုရတတ်မျိုးဖြစ်နေကြလဲအဲ့တော့ကျွန်တော်တို့ကဟလာကျွန်တော်တို့ဒီမိုကရေစီရေးတိုင်းရင်းသားဓာတ်မှုညီများရေး ဖက်ဒရယ်ရေးပတ်တာနေနိုင်ငံရေးနည်းလမ်းနဲ့ခိုင်ခိုင်မာမာကြိုးပမ်းနေတဲ့သူတွေကိုမဲမပေးအောင်ဟန်တာတောင်းဆီးနေမယ်ဆိုရင်ခင်ဗျားတို့ကဘသူ့ကိုတိုင်းနေကြတာလဲကျွန်တော်မေးရလိမ့်မယ်အဲ့တော့ကျွန်တော်ခဏခဏပြောတယ်ဘာဖြစ်ကျင်တာအဲ့တော့ကိုယ်လုံးကျင်တာကိုယ်ဖြစ်ကျင်တာကိုချင်းချင်းလေးတော့ကြည့်လို့လို့တယ်အဲ့တော့ဒါတော့မလို့အဲ့တော့လက်နဲ့ကြိုင်ပြီးချပါရမယ်ဆိုတော့အစိုးတစ်ဖက်ကိုပြောကျင်တာကတော့

ကဲတော့ဒါကျွန်တော်တို့ပါတီရဲ့ဌာနရင်အားခြေနေပဲအဲ့တော့လွန်ခဲ့တဲ့38နှစ်ကကျွန်တော်တို့နိုင်ငံရေးစလုပ်တော့လေဒီလိုဆင်နေမိုက်တွေမရှိဘူးဟာလာလမ်းမေးကကောင်းရပြတ်ထိုးခုံလေးကိုဆွဲတယ်ပြီးတော့လှုပ်တော့လှုပ်တော့နဲ့ဘေးကဝိုင်းကင်ထားပေးရတယ်အဲ့ဒီပေါ်မှာတက်ပြီးတော့ဟောခဲ့တော့ဒီပေးတဲ့လောက်ကတော့တကယ်ကျွန်တော်မိုက်မလို့ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘွားနဲ့စခဲ့တာ။အဲ့တော့နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်အောင်လုပ်တဲ့အချိန်မှာဒီဘွားနဲ့ပဲပြန်စအောင်ပါ။အဲ့တော့ကျွန်တော်တို့ကဟလာပြည်သူတွေကိုရေကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးတဲ့ခါကျတော့အဲ့တော့ကိုကိုတိုင်ကဒနာရင်အားချိုးတဲ့တဲ့ခါကျတော့ဟလာခင်ဗျားတို့ကိုဗားပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအားမမခံနိုင်ဘူး။မပေးလည်းမပေးနိုင်ဘူး။အဲ့တော့ကျွန်တော်တို့ကဘာတွေပေးနိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပေးနိုင်တယ်။နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရတာအဲ့တော့ကျွန်တော်တို့အာမခံနိုင်တာကကျွန်တော်တို့မှာနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအာမခံတယ်အဲ့တော့ကျွန်တော်တို့ရည်တည်ချက်တစ်ချောင်းလုံးမှာနိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရည်တည်တယ်အဲ့တော့ဒီလိုပဲတစ်ချောင်းလုံးလည်းရည်တည်ခဲ့တယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးနည်းလမ်းကိုရွေးချယ်တဲ့အခါကျတော့တချို့ကကြောက်သွားလို့လားတဲ့ဟာကျွန်တော်ကကြီးတယ်ကျွန်တော်အစိုးရကပြောတယ် ောက်တတ်ရင်နိုင်ငံရေးမလုပ်ဘူးလို့ကျွန်တော်ပြောထားတယ်အဲ့တော့အခုလည်းပဲဒီလောက်ချင်းချောင်နေတဲ့ဆဲဆုံနေတဲ့အချိန်မှာဟလာအဲ့ဒီချင်းချောင်မှုတွေဆဲဆုံမှုတွေကိုရင်ဆိုင်ပြီးတော့လုံနေတဲ့ကိစ္စကထောင်ကျမာတဲ့တောင်မှပို့ပြီးတော့ကျွန်တော်တို့ကဟလာကြောက်เสียကောင်းနေတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလိုချင်တာ။အဲ့တော့လူချစ်ရင်ပြီးရောဆိုပြီးတော့လူကြိုက်များတာတွေလျှောက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းမှန်မော်ကျွန်တော်တို့မပို့နိုင်ဘူး။အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတာ လူတိုင်းများတာတွေကြီးပဲလိုက်ပြောလို့မရဘူးအဲသို့တော့ပြောသည့်ပြောလိုက်တာဖြစ်သည့်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလဲလက်ခံလာအောင်ကျွန်တော်တို့ကကြိုးစားမယ်အဲလူကြိုက်များပြီးရောဟာမျိုးတွေကျွန်တော်တို့မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်ယက်တီချက်ပဲအဲ့တော့ဒါကြောင့်မလို့အဲ့တော့အစွန်းတရားတပတ်ကိုတော့ကျွန်တော်ပြောပြီးနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပစ်ပါနဲ့နိုင်ငံရေးပလက်ဖောင်းပြန်ပြီးအကောင်မှကျွန်တော်တို့ပြည်သူတွေတဝူးကြီးတယောက်ချင်း ါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးကောက်ပွဲနိုင်ငံရေးလက်နက်ကိုင်နိုင်ငံရေးတို့အခြားနည်းလမ်းတို့ဆိုတဲ့ကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူးအဲ့တော့မဲပင်ရွေးချယ်တာကြတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေဘောင်ထဲကနေပြီးတော့သူ့ရဲ့စံတော်ကိုဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းပြစ်တယ်အဲ့ဒါကိုဖြက်စီးမပြစ်ပါနဲ့လို့အဲ့ဒီအစိုးရတစ်ဖက်ကိုကျွန်တော်ကပြောခြင်းအဲနောက်တစ်ခုနောက်တစ်ခုအစိုးရတစ်ဖက်ကတော့ဟလာတဖက်ကိုစန့်ကျင်ချိန်မုန်းကျင်တာနဲ့ နိုင်ငံရေးသမားအလုံးကိုတိုက်ခိုက်တာအဲ့တော့တက်တူရွေးကတော်တော်မဲတော်ကခဲခဲဆိုတာကပို့ပြီးတော့ဆိုးတယ်အဲ့တော့ဘာလဲဆိုတော့ဟလာဟိုထိပ်ပိုင်းကခေါင်းဆောင်တွေကဘာပဲပြောပြောဟလာတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာဟလာအမျိုးမြင်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတယ်ပိုင်းကသိတယ်အဲခက်နေတာကအဲ့လော်ဘီတွေရဲ့ပြဿနာအဲ့တော့လော်ဘီတွေကဟိုကတော့ဘာရဲ့တောင်မန်းကမ်းမန်းမသိဟလာကျွန်တော်တို့ နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခမစဉ်းစားကြည့်အလကားနေထောင်နေသွားနေတာမဟုတ်ဘူးကိုငငယ်ရွယ်ရွယ်အချိန်နေမှာကိုကိုကိုကြီးပွားတိုးတက်အောင်လုံနိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုစွန့်လွတ်ပြီးတော့နိုင်ငံကိုပြုပြင်ပြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါ့ဆာထောင်ချောက်လာအဲ့ဒါ네ချက်တိုင်းတစ်ပိုင်းအင်္ဂလိပ်လက်အောင်မှာ နိုင်ငံရေးလောက်တာတခင်ပေါ့စာထောင်ထောက်လာအဲပြန်ပြောရင်ကြီးစရာတောင်ဖြစ်တယ်ခမားတို့အခုခမားတို့ရှေ့မှာကျွန်တော်ရောက်နေတယ်ကျွန်တော်ရဲ့တာမန်လူရက2084ခုနှစ်ခမားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုချတယ်ရမကြောက်မနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထက်မှာအတ်တူတစ်ချောင်းတောင်မရှိဘူးအဲ့ဒါလို့ကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက် ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြတ်ပြတ်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြင့်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်ကျွန်တော်တို့စမ်းဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒီဘက်မှာကဟလာမယုံတင်ကနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုပါရွှေကုတ်ကိုကြားဖြတ်နှိမ်မင်းရေးစစ်ကောင်စီ PR အကြောင်းသာဆန္ဒမပါပဲစောချစ်သူပူပေါင်း The Nation The Land တရင်ထာနိုင်နိုဝင်ဘာ16ရက်ဖော်ပြမှုအရရွှေကုတ်ကိုရှိကြားဖြတ်ရာဇဝတ်လုပ်ငန်းများအားအပီးတိုင်တိုက်ဖြတ်ရန်လှုပ်ဆောင်နေမှုတွင်ရင်းရွှေကုတ်ကိုမျိုးတက်အားအဓိကထိန်းချုပ်ထားသည့် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူသည်မလိုလားသည့်ကြားမှာမြန်မာစစ်ကောင်စီ၏ဖိအားပေးခြင်းကြောင့်ဒင်းဤတပ်များကိုစကားစား၏တပ်မ20နှစ်နှင့်ပူးပေါင်းစေခဲ့ခြင်းဖြစ်သည်ဟုခေါင်းစဉ်တပ်ဖော်ပြထားသည် ယုံကြည်ရသောထိုင်းမြန်မာနယ်စပ်တည်ရင်းမြစ်တစ်ခုက BGF သည်မြန်မာစစ်ကောင်စီကိုယ်တိုင်တိုက်ရိုက်ရွှေကုတ်ကိုကြားဖြန့်နှိမ်နင်းမှုကိုပါဝင်လာခြင်းအားမကျေနပ်ဟုဆိုသည်သို့သော2025ခုနှစ်မတ်လကတည်းကတိုက်ဖြတ်ပြီးသားဟု BGF ကမှထုတ်ပြန်ခဲ့တော်လဲရင်းမြစ်တဲ့အတွင်တကဘာလုံးတို့လိမ့်လည်နေသည့်ကြားဖြန့်လုပ်ငန်းများခဏတာရပ်ပြကဆက်လက်လှုပ်ဆောင်နေသည့်ဖြစ်မြန်မာစစ်တပ်ကဖိအားပေးပြီးဝင်ရောက်လာသောကြောင့်မကျေနပ်တော်လဲမတက်တာပဲ။ BGF တက်များကိုစက္ကစတက်မ20နှစ်နဲ့ပူပေါင်းစေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်နိုဝင်ဘာ18ရက်နေ့တွင် BGF ကောင်းဆောင်တဦးဖြစ်သောနိုင်မောင်ရွှေနှင့်တက်မ20နှစ်တို့ပူပေါင်းပြီးရွှေကုတ်ကိုသို့ဝင်ရောက်လာပြီးနောက်ကြားဖြတ်လုပ်ငန်းများအားစီးနှင်းမှုလှုပ်ဆောင်နေကာနိုဝင်ဘာ18ရက် Time the Reporters Media တို့ BGF တာဝန်ခံနိုင်မောင်ရွှေပြောပြမှုအရတရုတ်နိုင်ငံသားကြားဖြတ်တရားခံ346ရောက်ဖမ်းဆီးထားပြီးကွန်ပျူတာအလုံးနှင့်ရာကြောတင်စီရမိကြောင်းသိရသည် နိုင်ငံတကာမှကြားဖြတ်ဝန်ထမ်း2000ကျော်ကိုလည်း KK ဘက်ဖြစ်စဉ်ခဲ့တယ်လို့ထိုင်းဘက်သို့လွှဲအပ်ပြီးနေရက်ပြန်ပို့ရေးကိစ္စများဆောင်ရွက်ရန်လှုံ့ဆော်နေတယ်လို့တချို့သောကြားဖြတ်သမားများသည်ရွှေကုတ်ကူမှထွက်ခွာပြီးအခြားသောနေရာများသို့အုပ်စုလိုက်ပြောင်းရွှေ့ထွက်ခွာနေသည်ဟုလည်း The Reporters ကဖော်ပြသွားခဲ့သည်။ဟိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။နော်အဲ့ဒါဒါကတော့အစွန်းတစ်ဖက်ကိုကျွန်တော်တို့ပြောရလိမ့်မယ်။အဲ့တော့အဓိကကနိုင်ငံမှာ နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အဲ့ဒါသိရေးကြည့်တယ်။အဲ့ဒါနောက်တစ်ခုပြည်သူတွေတော့ပြောကျင်တယ်။ဆိုရှယ်မီဒီယာပေါ်မှာလမ်းမဆုံးပါနဲ့။အဲ့ဒီမှာတောင်ပြောမြောက်ပြောနဲ့ကြည့်လိုက်တော့ profile မပါဘူး။အဲ့ဒါ profile အမှန်မဟုတ်ဘူး။ပြီးတဲ့အခါကျတော့အမျိုးမျိုးလုံစောနေတယ်။ပြီးတော့သူတို့ကဒီမှာမရှိဘူး။ကြည်လွတ်တဲ့နေရာမှာအနေကင်းတဲ့နေရာမှာနေပြီးတော့အထဲကပြည်သူတွေကိုဆဲလိုက်ဆိုလိုက်ချင်းကြောက်လိုက်လုံနေတာတွေကိုခင်ဗျားတို့နားမယောင်ပါနဲ့။ အဲ့တော့ပြည်သူတွေကိုလည်းကျွန်တော်ကပြောချင်တယ်အဲ့တော့ပြည်သူတွေရွေးကောက်ပွဲနီးလာပြီမဲမပေးဖို့လှုံ့ဆော်တယ်မဲမပေးတော့ဘာဖြစ်လဲရွေးကောက်ပွဲကဖြစ်သွားမှာပဲခမားတို့ကြိုက်တဲ့လူခမားတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခမားတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်ခံရမယ်အဲ့တော့ခမားတို့ရွေးရမယ်အဲ့တော့ကျွန်တော်တို့ကဟာလာနိုင်ငံရေးလုပ်တယ်ဆိုတော့မှအကြံပရဏီကိုတော့ကျွန်တော်တို့မရွေးဘူးမသုံးဘူးအဲသို့တော့လူမှုထောက်ခံမှုကတော့ရဖို့လိုတယ် ကျွန်တော်တို့ပါတီမှာဘာလက်နက်ကင်အင်အားမှာဓာတ်ရိုက်လည်းမရှိဘူးတွယ်ဝိုက်လည်းမရှိဘူးကျွန်တော်တို့မှာဘာမှလက်နက်ကင်အားကိုရတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကပြည်သူပဲအားကိုရမှာအဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်မဲမပေးရင်ကျွန်တော်တို့ခမရတို့ဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုလှုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရေကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV ရေဒီယိုမှာလည်းကျွန်တော်ပြောတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့သချင်းလဲလွှင့်ထားတာရှိတယ် အဲ့တော့ကျွန်တော်တို့သချင်းကိုခင်ဗျားတို့ပြန်ပြီးတော့ကြားအောင်ကြည့်ပါကျွန်တော်တို့နိုင်ငံမှာအဓိကကအမှောင်ခစ်ကြီးတစ်ခုလွှမ်းမိုးတယ်အဲ့တော့ဘာလဲဆိုတော့ကြောက်ရွံ့ခြင်းမတိနာမလဲခြင်းစည်ရင်နွမ်းပါခြင်းဒီဟုသောအမှောင်တိုက်အမှောင်တိုက်ကို ဖြိုခွင်းရမယ်အဲ့တော့ဘာလဲဆိုတော့အဲ့ကျွန်တော်တို့ကပြည်သူကကြောက်ကြောက်တော့ကိုယ်မှဒီဥပဒေမှာခွင့်ရေးတွေရှိတယ်ဆိုတာ तू မသိဘူးကြောက်လို့မပြောရဘူးမသိလို့မပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါ နားမလဲဘူးတော့ပြောလိုက်စမ်းပါစည်ရွံွမ်းပါသလားပြောလိုက်စမ်းပါခမားတို့ကိုစားပြောပေးမဲ့သူအဝါအဝါအဝါလာပါပြီဒါကကျွန်တော်တို့ကအဝါရောင်နေဟာအဝါရောင်လိုင်းလုံးနေတလုံးပြီးတလုံးလာပြီကျွန်တော်ဒီမလာခင်မှာဘကုံးမှာကျွန်တော်တို့ဟလာလူလူတွဲဆောင်ပွဲလုပ်တယ်နေပြည်တော်မှာလှုပ်တယ်၊စကိုင်းတိုင်းမှာလှုပ်တယ်၊မန္တလေးတိုင်းမှာလှုပ်တယ်၊အခုကျွန်တော်တို့ရန်ကုန်တိုင်းမှာလှုပ်တယ်။အဲဒါကျွန်တော်တို့ဟလာကြောင်းညွန့်ချင်း မတိနာမလဲခြင်းဆင်းရဲနွမ်းပါခြင်းဒီဟုသောအမောင်တိုက်ကို ဖြိုခွင်း၍လွတ်လပ်ငြိမ်းချမ်းသောကြွယ်ဝချမ်းသာသောအဲ့တော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဘသူကမှကြောက်မနေခြင်းဘူးဒါအာမန်ပြည်သူတယောက်ရဲ့စံတာပဲလွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ကြွယ်ဝချမ်းသာသောကျွန်တော်တို့နိုင်ငံဟာချမ်းသာတဲ့နိုင်ငံပြည်သူတွေဆင်းရဲနေတာနိုင်ငံကဆင်းရဲတာမဟုတ်ဘူးအဲ့တော့ဒါကြောင့်မလို့ပြည်သူတွေဟာလာစားဝတ်နေရေးဖူလုံနဲ့ ကျွယ်ဝချမ်းသာတဲ့အလင်းခေတ်နိုင်ငံတော်ကိုရောက်အောင်ကျွန်တော်တို့ပြည်သူပါတီကစ조사သွားမယ်အဲ့တော့အလင်းခေတ်နိုင်ငံတော်ကိုတိဆောက်ဖို့ပြည်သူပါတီကိုမဲပေးဖို့